မြန်မာစစ်တပ်ကလက်ရှိအခြေအနေတွေအောက်မှာရွေးကောက်ပွဲကိုကျင်းပရင်မတည်ငြိမ်မှုတွေနဲ့ဖိတုတ်ခံရမှုကိုပိုမိုနှက်ဆိုင်ဆိုးရစေလိမ့်မယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂိုဒါရက်စ်ကတတိပေးပြောကြားလိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတယောက်ဆင်တွင် ကုလသမဂ္ဂအတွင်းမှုချုပ်ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာတနိုင်ငံလုံးမှာဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမယ့်ရွေးကောက်ပွဲတွေအတွက် မဲဆက်စည်းရုံးမှုတွေကိုစတင်လိုက်မှုနဲ့အတူစစ်တပ်နဲ့အုပ်ချုပ်ရေးဖွဲ့တွေကတန့်ဖို့ပါတီကိုမဲပေးကြဖို့အတွက်ပြည်သူတွေကိုစတင်ချင်းချောက်ဖိအားပေးနေတယ်လို့ပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အခုအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရပောင်း60မဲဆွယ်စီယုံမှုတွေစတင်လိုက်ပြီးတဲ့နောက်နိုင်ငံတော်မှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေကကျန်းဖို့ပါတီကိုမဖြစ်မနေပြည်သူတွေကမဲပေးကြရမယ်လို့ချိန်ချောက်ဖိအားပေးလာပါတယ်။ ချက်ဖတ်စစ်တရဲ့မကွေးတိုင်းရဲမှုကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှန်းဟာမင်းတို့မြို့နယ်မှာတော်လိုင်းတတွေရဲ့ကြပြတ်တက်ခိုက်မှုကိုခံရပြီးရဲမှုကြီးကျော်စိုးဝင်းဆိုတဲ့သူဟာသွားတွေပါကျွတ်ထွက်ကုန်တဲ့အပြင်အပြင်ထံဒဏ်ရာတွေနဲ့စေယုံတင်ထားရတယ်လို့ရဲဘက်တည်င်းရင့်မြင့်ကိုတိုင်ကရန်ကုန်ခေတ်တစ်ကိုအတည်ပြုပြောထားပါတယ်။ရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဓာတ်ပုံတင်မှာတော့တော်လိုင်းရဲ့တတွေရဲ့တက်ခိုက်မှုကြောင့်စစ်ရင်တန်းကကာဒစီဟာလမ်းမပေါ်မှာချိန်မွတ်ပျက်စီးပြီးကြံခဲ့တဲ့ပုံကိုလည်းမြင်တွေ့နေရပါတယ်။